အသေးသေးခေါ်ရတဲ့ဂျူဂရတ်တာအစီဂျီကပိုတန်သွားတဲ့အာဆင်နယ်ဒီရည်ပြီးမြလေးဇာထိတ်မှာရက်တင်တဲ့အာဆင်နယ်အသင်းတို့ကခုရည်မှာခေါ်ယူခဲ့တဲ့ဇမားရီတကမှာအမှန်ကန်ဆုံးထိရောက်ဆုံးသောခေါ်ယူမှုကတော့ SA ဖြစ်တယ်လို့ပရိသတ်တွေကလက်ခံထားကြပြီးဖြစ်ပါတယ်။အာဆင်နယ်အသင်းကဒီဇမားကိုမြောက်လန်နဲ့ရုပ်ကံပြိုင်မဲ့စပါတင်လက်ထက်ကနေမြရအောင်ဖျက်ခုတ်နိုင်ခဲ့တဲ့ကလည်းကလပ်အစီမံခံခဲ့မှုနဲ့အေဂျင့်ဖွဲ့ရဲ့တမျက်မှုကိုတော့တကယ်ကိုလေးစားစရာကောင်းပါတယ်။ SA ရဲ့ထူးချွန်တဲ့စောင့်ဆောင်ရည်တွေကဒီရည်မှာအာဆင်နယ်အသင်းရဲ့အဓိကအောင်မြင်မှုတွေရဲ့နောက်ွယ်ကမောင်းနေတာတစ်ခုဖြစ်နေပြီး ူပြောင်းရွှေ့ခြင်းနဲ့တော့မလိုက်ဖက်အောင်ကောင်းဆုံးနေတာဖြစ်ပါတယ်။အာဇီကအာဆန်နယ်တင်းတို့ရဲ့ရေးပါတဲ့ပွဲစဉ်တွေမှာအတင်းအတွက်ဦးဆောင်နိုင်စွမ်းကိုမကြခဏပြသနေပါတယ်။သူ့ရဲ့မတန်းနေရသူ့ရဲ့ရေးပါမှုကတော်လေးကိုထင်ရှားနေပါတယ်။အထူးဖြင့်အတင်းအောင်ခရစ်စတယ်ပဲလီတင်းရဲ့ပွဲမှာနိုင်ကိုသူယူပေးနိုင်ခဲ့တဲ့ကသူ့ရဲ့စိတ်တက်ခွန်အားနဲ့ PR တန်းကိုတော်လာနိုင်ကြောင်ပြသခဲ့တာဖြစ်ပါတယ်။တပ်ပြင်စပါတင်းနဲ့ဘိုင်ယန်မင်းနီတင်းတို့လိုမျိုးအိုရိုပါရဲ့ထိတ်တန်းကလပ်အတင်းကြီးတွေနဲ့ရေးဆိုင်ရာကြီးမှလည်းကိုပါနီမိုရီပြုလုပ်သွားနိုင်ခဲ့တဲ့ကအစီရဲ့ဖန်နေတဲ့ဇွန်နဲ့အီတွေးကထိတ်တန်းစင်မှာရှိနေပြီဖြစ်ကြောင်းကိုတက်တည်ပြသလိုက်တာဖြစ်ပါတယ်။ ဒါကသူရဲ့ဘလုံးစင်တဲ့မြင်မလာမှုကိုဖော်ပြနေတာဖြစ်ပြီးအအောင်စီကကောင်းဆုံးဆက်ဆောင်ရင်ကတော့ဇာမဘပထမဆုံးမြောက်လန်တန်ဒါဘီပွဲမှာတူရဲဟက်ထရစ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ရောက်လန်တန်ဒါဘီပွဲစလိုမျိုးပြားပြင်းဆုံးသောပွဲမှာဒီလိုမျိုးဆက်ဆောင်ရင်ကိုပြသနိုင်ခဲ့တာကအာဆင်နယ်တင်းတော့တမန်ယုတ်တွင်မဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီးသူရဲ့ဇာမဘမှာလည်းအမြင့်ဆုံးမှတ်တမ်းတစ်ခုဖြစ်စိုက်တူသွားနိုင်ခဲ့ပါတယ်။ဒီပွဲမှာသူရဲ့သွင်းကိုတွေကအာဆင်နယ်တင်းကိုမြို့တော်ရဲ့ဘရင်ဖြစ်ခိုင်မာရက်တီစီခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာအာဆင်နယ်တင်းကခေါ်ယူထားတဲ့ဇာမဘတွေမှာအစီကအတင်းတော့ဂျိုဂရက်ထပ်ပူပြီးခြေစမ်းပြနေတယ် ပိုပြီးသုံးဝင်နေတယ်ဆိုတာကိုပရိသတ်တွေအားလုံးကလက်ခံထားကြပါတယ်။သူတို့နှုတ်ရဲ့ကွာခြားချက်ကတော့လွယ်ကူလို့နဲ့ပေါ်တူဂီလိကနေလာတဲ့ဂျိုကရောကပီမယားလီမှာတားချပြီးသားဖြစ်တဲ့အဇီတက်ပိုအားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အဇီကပီမယားလီရဲ့ပြင်းထန်တဲ့ဖိအားနဲ့မျက်နှုံးကိုကျဉ်းလာရပြီးသားဖြစ်တာကြောင့်ချက်ချင်းအဝင်ဝင်ကြဖြစ်နေပြီးဂျိုကရောကပြောင်းလဲလာတဲ့ကစားဟန်နဲ့ပြန်မက်တီရဲ့ရည်သူကိုလိုင်ယွန်ကြီးတွေဖြစ်အောင်ချေယူနေရခြင်းဖြစ်တယ်လို့ပညာရှင်တွေကမှတ်ချက်ပေးနေကြပါတယ်။အဇီရဲ့ထိုးပေါက်ကစားနိုင်စမ်းတဲ့ဘောလုံးပေးမှုမျက်နှုံးတို့ကလည်းနီဗီယာနစ်စတင်းနဲ့လိုမေးအဝင်ဝင်ကြဖြစ်နေတာဖြစ်ပါတယ်။သူ့ရဲ့လင်မြန်မှု ထိန်ချုပ်နိုင်စွမ်းနဲ့မမျှော်လင့်တဲ့နေရာတွေကနေကန်သွင်းနိုင်စွမ်းတွေကြောင့်ကန်ဘက်ကန်စစ်တွေအတွက်ဖြည့်ရှင်းရခတ်တဲ့စိန်ခေါ်မှုတရဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အစီအကတော့အာဆင်နယ်တင်းတော့ဒီယာဒီမာမှန်ကန်ဆုံးခေါ်ယူမှုပါပဲလို့မှတ်ချက်ပြုချင်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားဖြစ်ပြီးတော့